ဆရာတော်ဘုရားထံအားတပည့်တော်မှာသိကျင်တာလေးတစ်ခုရှောင်မေးပါရစေဖုရားတပည့်တော်မက သမီးလေးနှစ်ယောက်ရဲ့မိမိပါတပည့်တော်သမီးလေးတွေကငယ်သေးတော့တပည့်တော်မဥပုပ်သီလစောက်တည်ခြင်းလို့ကလေးတွေကိုထားခဲ့ပြီးတော့ဥပုပ်နေကို သီလသွားယူခြင်းပါတယ်ဖုရားတမနဲ့တို့တထိုင်းတို့ တီလာယူလို့ရပါသလားနဲ့တပည့်တော်မှတီလာယူလာပြီးတော့အိမ်ပြန်လာရင် ကလေးက၃နှစ်သမီးလေးဆိုတော့အမေကိုကပ်ပါတယ်တပည့်တော်ယူထားတဲ့တီလာပြတ်ပါသလားဖရာတချို့လူတွေကတထိုင်တီလာယူလို့ရပါတယ်လို့ပြောပါတယ်ဖရာအဲ့ဒါဘယ်လိုတထိုင်တီလာယူရမလဲသိကြပါတယ်ဖရာသိခွန်ရကြပါတယ်ဖရာ တပည့်တော်မအားပြန်လဲဖြေကြပြီးတော်မူပါဖျားဆိုပြီးတော့နန်းခမ်းຫນွေဆိုတဲ့အကောင့်ပိုင်ရှင်က ငရဲမကြည့်ဘူးလားဆိုတဲ့ပြောဆိုမှုရဲ့အောက်မှာစာလေးရေးပို့ထားတယ်။အဲတထိုင်သီလတို့ကြောင်တွင်သီလတို့ဆိုပြီးတော့လူတွေပြောတာတော့ကြားဘူးနေတာပါပဲ။စာတဲ့ပြီးတဲ့တော့လဲမတွေ့ဘူးပါဘူး။ လူတွေရဲ့ပါဇက်ဖြားကပဲကြားနေရတာပါပဲ။ဘာကြောင့်တထိုင်တို့တမနဲ့တို့သီလကိုယူကျင်ရတာလဲ။သီလဆိုတာတကယ်ကတော့ယူယူနေရမယ့်အရာလို့ကို မမြင်မိပါဘူး။သီလဆိုတာလူမအမြဲတမ်းကို ရှိနေရမယ့်အရာလို့မြင်ပါတယ်။သီလတွေခဏခဏယူနေရတာကယူပြီးတော့မရကြလို့ ခဏခဏယူနေရတာတီလာတွေခဏခဏယူနေရတယ်ဆိုတာကလူတွေကယူယူပြီးတော့တီလာကမြဲမနေလို့ယူယူနေရတာပေါ့တကယ်ကတော့တီလာဆိုတာယူယူနေရတဲ့အရာမဟုတ်ပါဘူးလေ့ကျင့်စောင့်ထိန်ပြီးတော့လူမှအမြဲတမ်းတည်မြဲနေရမယ့်အရာပါတီလာဆိုတာအလေးအထ အလေးအကျင့်လို့အထိပယ်ထွက်ပါတယ် မကောင်းတဲ့အလေဆိုးအကျင့်ဆိုးတွေကိုကို့မှာမဖြစ်အောင်အလေအကျင့်ကောင်းတွေလုပ်ပြီးတော့နေတာကိုပဲတီလာလို့မြင်ပါတယ်ဥပမာပါဏာတိပါဒဝေရမဏိသူများအသက်ကို မတက်ဖြစ်အောင် အလေအကျင့်ကောင်းလေးလုပ်ရာကနေတက်သက်လုံးမတက်တဲ့သူ အဖြစ်ရောက်အောင်စောင့်ထိန်းတာကိုတီလာလို့နားလည်ရမယ်အာဒိနာဒါနာဝေရမဏိ သူများဥစ္စာကို မခိုးပြစ်အောင် အလေးအထအလေးအကျင့်ကောင်းလေးလုပ်ရကနေတသက်လုံးသူများဥစ္စာမခိုးပြစ်တဲ့သူအဖြစ်ရောက်အောင်စောင့်ထင်းရတာမုသာဝါဒဝေရမဏိလိန်နာညာရာဂုံးတိုက်တာစတဲ့မကောင်းတဲ့ဇကားတွေမပြောဖြစ်အောင် အလေးအထအကောင်းလေးတွေလုပ်ရကနေတသက်လုံးမလိန်မညာဂုံးမတိုက် မကောင်းတာမပြောတဲ့သူ ဖြစ်အောင်စောင့်ထင်းတာကို ်ဤလားလို့နားလဲရမယ်။သီလဆိုတာကြောင်းသွားယူသည်ဖြစ်စေမယူသည်ဖြစ်စေကိုယ်တဏ္ဍာမှာတတ်ချင်တာခိုးချင်တာလိန်ချင်တာကာမကျူးချင်တာတောက်စားမူးယူးချင်တာတွေကို မတတ်ဖြစ်အောင် မခိုးဖြစ်အောင်မလိန်ဖြစ်အောင်မကျူးဖြစ်အောင်မတောက်မစားမမူးမယူးဖြစ်အောင်အလေးအကျင့်ကောင်းနေလုံနေတာကိုသီလအလေးအထအလေးအကျင့်လို့ အဲ့လိုနားလေစီရင်အဲ့လိုအလေးအကျင့်ကလည်းတသလုံးလုံနေဖို့မဟုတ်ပါဘူးအလေးအကျင့်များလာပြီဆိုရင်တီမြဲလာရမှာမဟုတ်လားအဲ့လိုတီမြဲလာမှလူဟာမသက်မခိုးမလိန်မမူးမယူးနဲ့လူကောင်းဖြစ်လာမှာမဟုတ်လားအဲ့လိုလူကောင်းသူကောင်းဖြစ်ဖို့မကောင်းတဲ့တတ်တာခိုးတာလိန်နာမူးတာယူးတာတွေကို မလုတ်ဖြစ်အောင်အလေးအကျင့်လုပ်ပြီးတော့ နေထိုင်တာကိုပဲသီလလို့ပြောတာပါ လူမကောင်းကနေလူကောင်း ဖြစ်ဖို့လေ့ကျင့်စောင့်ထိန်တာကိုသီလလို့ဆိုတယ်သီလအကြောင်း ပြောရရင်လဲရှေးမာဆိုးလို့ဒီလောက်ပဲပြောနိုင်ပါမယ်ထက်ခါထက်ခါနားထောင်ပြီးတော့သဘောပေါက်လာတဲ့အထိနားထောင်ပါလို့ပြောချင်တယ်သီလယူပြီးတော့သမီးလေးကမိခင်နာကတ်ရင်သီလပြတ်ပါသလားလို့မေးပြန်တယ် ဘာကြောင့်တီလာကပြည့်ရမှာလဲတီလာဆိုတာမိခင်နဲ့ကလေးဝေးအောင်လုပ်တဲ့အရာမှမဟုတ်တာပဲတီလာယူထားလို့ဆိုပြီးတော့ကလေးကို အနာအကပ်မခံမဲ့နှုတ်မတိုက်အစာမကြွေးလုပ်တာကမှအဲ့ဒီမိခင်တီလာပြက်တာဘာကြောင့်လဲဝတ္တံအပရိပူရင်တော့တီလာနာပရိပူရတိလို့ဆိုထားတယ်ဝတ္တရားဤပြက်ွက်သူဟာတီလာပြက်သူလို့ဆိုထားလို့ပဲ မိခင်ဟာမိခင်ဝတ္တရားကို ဆောင်ရွက်ရမှာမဟုတ်လားလင်ကလည်းလင်ဝတ္တရားကြည်ဝင်ရမှာဖြစ်တယ်လို့မယားကလည်းမယားဝတ္တရားတွေကြည်ဝင်ရမှာပေါ့မိဘကမိဘဝတ္တရားကြည်ဝင်ရမှာပဲဘလောက်ပဲသီလတွေယူထားတာလူဟာလူဝတ္တရားပြက်ကွက်ရင်အကျင့်ပြက်တယ်အကျင့်ပြက်တာကိုသီလပြက်တယ်လို့ဆိုရမှာမဟုတ်လားဒီဒီခြားခြားစကားတခုကိုပြောချင်ပါလေလူဟာ လူဝတ်တရားလူတာဝန်ဤပြက်ကွက်ရင်လူဘဝမငြိမ်းချမ်းနိုင်ဘူးအဲ့ဒီလိုလူဘဝလူအတိုင်းဝိုင်းမငြိမ်းချမ်းတာဘာကြောင့်လဲဆိုရင်လူတာဝန်လူဝတ်တရားဤပြက်ကွက်လို့ပဲတနည်းသီလပြက်ကွက်လို့ပဲအဲ့ဒါလို့မပြက်ကွက်ဖို့သီလဆိုတဲ့ကိုကျင့်တရားဤကောင်းအောင်အလေးအထားကောင်းနေထိမ့်သိမ့်တာစောင့်ထိန်းတာကိုပဲသီလစောင့်နေလို့ပြောရပါမယ် လူဆိုတာသူများအသက်မတတ်ရဘူးသူများအဥ္စာမကိုးရပါဘူးသူများသားမယားမပြင်းမားရပါဘူးလူဆိုတာမလိမ်မညာဂုံးမတတ်ရဘူးလူဆိုတာတောက်စားမူးယူမဖြစ်ရဘူးအဲ့ဒါလို့လူအသည့်လူကျင်ဝတ်လူတာဝန်นี่မပြက်ကွက်ဖို့သီလဆိုတဲ့စကားတစ်လုံးတည်းနဲ့ပြောထားတာပါအဲ့ဓာ ड़ी ပြက်ကွက်ကုန်ရင်ကျူးလွန်ကုန်ရရင် လူအသည့်လူတာဝန်ကြီးပြက်ကွက်တာပါပဲစာပြောပြောတော့တီလာပြက်တယ်လို့ပြောရတာပေါ့အဲ့ဒါလို့ပြက်ရင်တေးကြတာကလူလောကကြီးမငြိမ်းချမ်းတော့ပြောရရင် အရှိကြီးဖြစ်မှာဆိုလို့ဏီကုန်းချုပ်ပါတော့မယ်တီလာကိုတထိုင်နဲ့လည်းမယူပါနဲ့ကြောင်းနှွန်းဆိုပြီးတော့လည်းမယူပါနဲ့ခုနှစ်ရက်ဆိုပြီးတော့လည်းမယူပါနဲ့တက်တဲ့လုံးစာယူနေအောင်ကြိုးစားပါလို့ပြောချင်ပါတယ် တီလာဆိုတာတတ်တာခိုးတာလိန်တာညာတာတောက်တာစားတာလောက်တင်ပဲတီလာလို့လည်းမမြင်စေချင်ပါဘူးတီလာဆိုတာအလေးအထလူရဲ့မကောင်းတဲ့အကျင့်ဆိုးမှန်သမျှအလေးအထလုတ်ပြီးတော့ကောင်းလာအောင်ထိမ့်နိုင်သိမ့်နိုင်အောင်စောင့်ထိန်းတာမကောင်းတဲ့အကျင့်ဆိုးတွေဖယ်ရှားတာဆိုတာကိုသိစေချင်ပါတယ်ကွန်စားနေတဲ့မကောင်းတဲ့အလေးအထကြီးကို ကွန်မစားတဲ့ကောင်းတဲ့အလေးအထားလုပ်ပါအဲ့ဒါတီလာပဲကောင်းတဲ့အရာပဲမဟုတ်လားသတ်ဆိုးခိုးနေတဲ့မကောင်းတဲ့အလေးအထားဇိုးကြီးကို မသတ်မခိုးမဆိုးတဲ့အလေးအထားလေးလုပ်ပြီးတော့နေပါအဲ့ဒါလေတီလာကောင်းတဲ့အရာပဲအတင်းပြောဂုံတိုက်လောင်စားလုပ်နေတဲ့မကောင်းတဲ့အလေးအထားဇိုးကြီးအကျင့်ဇိုးကြီးကို အတင်းမပြောအောင်ဂုံမတိုက်ဖြစ်အောင် အလောင်းအစားတွေမလုတ်ဖြစ်အောင် ကောင်းတဲ့အလေးထားကောင်းလေးအလေးအကျဉ်တွေလုတ်ပါအဲ့ဒါတီလပဲအဲ့ဒါလိုမကောင်းတဲ့အလေးထားဇိုးတွေကို ကောင်းတဲ့အလေးထားဖြစ်လာအောင် ထိန်းတာလေးကျင်တာတွေဟာတီလာလို့ပြောဆိုရင်းနဲ့နေကုန်းချုပ်ချင်ပါတယ်အားလုံးအားလုံးတီလကိုတသက်စာလုံးရအောင်ဆောင်ထိန်းအားထုတ်နိုင်သူများဖြစ်ကြပါစေ။